အလုံးမင်္ဂလာပါ30 second century gamers ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ကျွန်တော်ဒီနေ့ Fanny ရဲ့ free ရယူနိုင်မဲ့ MMB 6နှစ်ပြည့် face skin နဲ့ flanite skin တစ်ခုကိုနှိုင်းရှင်ပြသွားမှာဖြစ်ပါရယ်အဲ့တော့ဘဒူကပိုအားသာနေမဲ့ဆိုတော့ကျွန်တော်ရဲ့သူစက်ကြည့်လိုက်အောင်ဗျ Fanny CC နဲ့ Zushin တို့ဟာ face အဖွဲ့ဝင်တွေဖြစ်ကြပြီး MMB 6နှစ်ပြည့်ပွဲတော်ကိုကျင်းပနေကြတာပါအခုစိတ်စင်မို့ကြိုးစွင်ရောက်လာတာကတော့ face ရဲ့အဆိုတော် vocalist Fanny ပဲဖြစ်ပါရယ် ဒီမှာသူ့ရဲ့ company ရဲ့အကောင့်လေးတွေကိုစသွေးရပြီး digital art တွေ firewalls တွေစသဖြင့် visual animation တွေစုံနေပြောရမယ်9 anniversary stage ဆင်ကို background လုပ်ထားပြီးလက်ဆောင်ထုတ်တွေဘူပေါင်းတွေကိတ်မုတ်တွေစသဖြင့် decoration တွေလည်းပါပါတယ် character style အနေနဲ့ပန်းရောင်စပင်လေးနဲ့အတူလေမွေအောင်အနီရောင်ရွှေရောင်ပေါက်ဆက်ထားတဲ့ idol style costume လေးဝတ်ထားရဲ့ Valentine မှာတော့ cloud နဲ့အပြန်အလှန် transformation တွေကိုမြင်ရမှာဖြစ်ပြီး parallel world တစ်ခုထဲမှာပြေးလွှားနေကြတာပါ နောက်ဆုံးမှာနှစ်ယောက်သားပေါ်တဲ့ဤတစ်ခုကနေချိန်တွေ့ကြရပေါ့ background ကို futuristic city သုံးထားပြီး you are my daydream ဆိုတဲ့ romantic ဆန်ဆန် holographic taste အဖက်တွေလည်းတွေ့ရမယ် cloud နဲ့ချိတ်ဆက်ထားတဲ့ random action လေးလည်းပါမှာပါ character action တို့တော့အဖြူရောင်စပင် cyberpunk outfit လေးနဲ့ data design တွေကို neon color ထည့်သုံးမိတာပါရဲ့ basic attack မှာ physics ကအနီးနဲ့ဆင်းရောင် gradient color ကိုမှ sound wave line effect နဲ့တွဲသုံးထားရဲ့ ဖလတိုင်းမှာတော့အနီးနဲ့အပြာ gradient color ဆိုပေမဲ့ line effect ပါမလာတဲ့အတွက်ဖိစိတ်ကတစ်ချက်တာဝါမယ်အတိအသာဆုံးကဒီလိုနှစ်ချက်ရှင်ခုတ်တဲ့နေရာမှာပါပဲ sound wave line လေးတွေနဲ့ကပိုကြည့်လို့မိုက်တယ် enemy ကိုထိမဲ့ effect မှာတော့ဖိစိတ်ကဓာရ slash effect လောက်ပဲပါတာတွေ့ရပြီဖလတိုင်းကဒီမှာပြန်တာဝါရဲ့သူ့မှာကအသေးပုံ effect လေးနဲ့အသေးပုံ particle state တွေပါဆင်ထွက်လာအောင်ပါအဲ့ဒါကြောင့်ဒီ basic attack ကတော့ကိုစီအားတကြရှိကြရလို့ဆိုပါမယ် scale 1 tornado strike ဖြစ်စင်းမာကပပက်လေဆောင်းဝေး effect တွေအစ်စ်ပါဝင်လာရယ်ဖလက်တိုင်းကတော့အဲ့လိုမပါလာပေမဲ့သူ့ရဲ့ do you love me ဆိုတဲ့ trace effect လေးနဲ့အသေးပုံ particles လေးတွေပါနေပါသေးရယ်ဆိုတော့ကိုကြိုက်တဲ့ကိုပဲအထက်က stroke effect ကိုကြာဖြစ်စင်းရောဗလဟန်ရောနီးဝါရော gradient color သုံးထားပြီးတခြားကြည့်ရင်ဖြစ်စင်းမာ sound wave lines လေးတွေကပါအဝိုင်အောင်နဲ့အပြန်အောင်တစ်ချက်စီပေါ်နေရသည်ထားမိမှာပါ color ဘိုင်းရဗရတိုင်းကတာဝါမှာတကူက range အပြည့်အပြောင်း effect ထည့်ပြီးသားပါပဲ ။ PC မှာဆိုရင် rage alley မှာ effect ပါမလာပါဘူး။ enemy ကိုတီးတဲ့အခါမှာတော့ flatline ကပဲရုံရုံ effect လေးပေါ်လာတာတွေ့ရပါရဲ့။အဲ့တော့ဒီ scale မှာနှစ်ကောင်လုံးတူတူပြန်ကိုတူပြန်တာကြရဲ့ passive က sound wave blind တွေကြောင့် range ပိုကြီးတယ်လို့ခံစားရပြီး flatline ကကြ range area effect ပိုများတာကြောင့်အယောင်ပိုလာတယ်လို့ခံစားရပါတယ်။ skill 2 steel cable passive fan ရဲ့ cable ထိတ်မှာသူ့ရဲ့ company ရဲ့အကောင့်လေးကိုတွေ့ရပါတယ်။ ဖရန့်တိုင်းမှာလည်းအသေးပုံလေးထည့်သုံးထားပြီးမဲ့ကျွန်တော်ကတော့ဖြစ်စိတ်ကိုပိုအားရမိရဲ့ခေဘူအကျိုးဒီဇိုင်းမှာဆိုရင်ဖရန့်တိုင်းက Harry Lines လို့အဖြစ်ပြောင်းပေးထားသလောက်ဖြစ်စိတ်မှာအယောင်ပဲချိန်ဝါသွေးရဲအဲ့တော့ဒီတစ်ချက်မှာဖလထိုင်းကအမှတ်ပြန်ရသွားမယ်။ဒရီထားမီယာလေးကဖစ်စီမှာကျိုးကိုစီပြန်ရောက်လာတဲ့အခါခမန်နီယန်အကောင်လေးမပါလာတော့ပဲ။မြားချုံလေးဖြစ်သွားပါပဲ။ခေဘဆဆွဲတဲ့အခါစမတ်နေရမှာဖစ်စီကိုပူအားရမိရဲ့။ဘာလို့ဆိုစပော့လိုက်ဖက်ကြီးထည့်ပေးရလို့ပါ။ တခြားဖန်တီးတွေမှာ ground effect တွေမြင်ခဲ့ရပြီးခုလိုခေါင်းမွာ effect မျိုးကဒီစငင်မှစပါလာမှုလို့ unit လည်းဖြစ်တဲ့ ground effect နေနဲ့ sound wave range effect နဲ့ firewalls effect လေးတွေပေါ်ပေါ်လေးထည့်ပေးတာပါပဲ flow time ကလည်းဒီ ground effect မှာ spectrum effect ကြီးကြွားတက်လာတာနဲ့ပြန်ရှင်သွားနိုင်တယ်အဲ့ပြင်ယုံယုံလေးနဲ့ grid lines effect တွေလည်းပါပါတယ်ကျိုးဆွေးနေတဲ့အချိန် pixel fan ရဲ့နောက်က အတောင်မှန် effect လေးပါလာပြီး Valentine မှာလည်း left ဆိုတဲ့ taste effect လေးသုံးတာမျိုးအတူတူပဲ taste effect ကတော့ဘယ်တယ်မှာပူတည်တာရဲ့အခု down cut ပြီးဆွဲကြည့်ရကနှကောင်လုံးကကိုစီလှကြရဲ့ဗျ Valentine မှာဆို particles တွေယုံကျုံလေးတွေအများကြီးပေါ်ပြီး face ကတော့ spotlight slimy effect ကြီးတောက်လျှောက်မြင်နေရလိမ့်မယ်ကျွန်တော် personal နဲ့အရာတော့ face ကပူဆန်းတက်တက်ပတ်သွားတယ်လို့မြင်ပါတယ် ultimate cutthroat ဖန်နီစောက်ခုံလိုက်တဲ့နေရာမှာ face က spectral effect မျိုးကိုမြေပြင်မှာသုံးထားပြီး sound wave အတန်းလိုက်ကြီးလည်းတွေ့ရမယ်။ flat time မှာလည်း splash effect တွေအကြောင်းနှမျိုးနဲ့ကြွတ်တက်လာကြရဲ့။တိတ်မကွာကြပေမဲ့ face က sound wave line တစ်ချက်ပိုတာနေမယ်။ enemy ကိုခုတ်လိုက်ရင်တော့ flat time မှာဓာရကပေါ်နေမယ် left ဆိုတဲ့စာတန်းရဲ့ရှောင်းသော splash effect တွေရဲ့ grid lines effect တွေနဲ့မြေပြင်မှာယုံယုံစင်ပေါ်ဆိုပြီး effect လေးမျိုးလောက်တွေ့ရဲ့။ face မှာတော့ spectral effect ကြီးပေါ်လာမှာပါ။ဓာရမှာလည်း sound wave design သုံးထားရဲ့။ ကွန်ဖက်တီလို့ခေါ်တဲ့စာရွက်အပိုင်းစားအဖက်လေးတွေကိုတော်တော်များများတွေ့ရပြီးအဆုံးသက်မှာ rubber effect လေးနဲ့ပိတ်ထားပါရဲ့အဲ့တော့နှကောင်လုံးဒီ ultimate မှာလည်းယူရကတ်အောင်အမှတ်တူနေကြပြန်တယ်ဖိစေးကကြာ ground effect တွေပိုတည်တာပြီး flat line ကကြာ effect အယောင်ပိုဆုံးတဲ့ဘက်သွားရလို့ပြောရမှာပါအချင်းချင်းရရင် scale သုံးခွက်စလုံးမှာတကောင်ကောင်ကအရင်တာဝါမျိုးမရှိပဲကိုစီအားသာချက်ရှိရရဲ့အယောင်လှတာ effect ပိုများတာဆိုရင်တော့ flat line ကိုအားပေးပြီး sound wave effect design တွေ unit ဖြစ်တဲ့ spotlight effect တွေဆိုရင်တော့အခု fanny pixel skin က free ယူထားလို့အတန်ဆုံးပဲကျွန်တော်အနေနဲ့လည်း pixel က sound wave design တွေကြောင့်သူ့ effect တွေက bridge ပိုကြီးတယ်လို့ခံစားရပြီးပွဲထဲမှာဆိုရင်ပိုရှိုးပြလို့ကောင်းမယ်လို့မြင်ပါတယ်အခုဆိုရင် MLBB 9 minute event ရာ game ထဲမှာရောက်နေပြီဖြစ်ပါတယ်ဆိုတော့ဒီ event မှာ tesla တွေလုံရင်းနဲ့ fanny cc solution တို့ကိုတာဝန်လေးခိုင်းရင်းနဲ့ anniversary energy ဆူတောင်းမှာဖြစ်ပြီးအဲ့ကနေတစင်း Fanny Pieces စကင်ကိုရောက်နေမှာဖြစ်ပါတယ်။အဲ့ဒီအပြင် Broker Effect Elimination Effect စတဲ့ Robot အသေးလေးကိုလည်းလဲလဲနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာတော့လက်မလွတ်ပဲ Free ရယူတဲ့ Event ပါပဲ။တင်းတော့ Anniversary Energy ရဲ့ Broker ဒီစုဆောင်းထားပြီးပြီလဲဆိုတော့ကောမကြိုးပမ်းနေပါတယ်။ See you guys next time.